အင်းလေးကိုလူတိုင်းနှိပါရောက်ဘူးပဲမဲ့အဲ့လိုဒီလိုတတ်တန်ထွက်နေတဲ့အချိန်မျိုးကြုံဘူးခဲ့ကြတာပေါ့နော်အမ်ညီမကတော့ဒီတတ်တန်လေးထွက်နေတဲ့အချိန်ကိုကြုံခဲ့တယ်သူကမနက်စောစောပေါ့နော်6နာရီကျော်9နာရီလောက်ဖြစ်မယ်အဲ့မှာသွားတာဆိုတော့လေအဲ့မှာတတ်တန်နှစ်ထပ်ဖြစ်နေရပေါ့နော်တော်လိုက်ဖုန်တော့ဖျားစပြီးပွဲပွဲတော်နေပေါ့နော်အဲ့ဆိုနေကိုအဲ့လိုကင်မရာနဲ့ရိုက်မိလိုက်တဲ့အချိန်မှာလေအဲ့လိုမျိုးအဲ့လိုပုံစံလေးပေါ်နေတာတွေ့ရပေါ့နော် နေဆက်ချာလို့ပြောမလားတော့မသိဘူးပြီးတော့ဒီတကယ်ဒီ rainbow လေးရလေး queen light ကြီးလို့အပြည့်ကြီးပေါ်နေရပေါ့နော်လေရရှိဟိုသွားရင်သွားရင်လည်းအဲ့ဒီနိုင်လျှောက်သွားတယ်လို့မျိုးတကယ်ခံစားရတယ်တကယ် vibe မျိုးလေးရတယ်ဒါတော့မှလည်းနည်းဝေးဝေးရနေရိုက်ထားပေါ့နော်တော်တော်လှဲ့ကေဒါတော့ပေါ့နော်ဘုရားကိုရောက်ပါပြီ ရောက်ပြီဆိုဘုရားဒေသစာရီကြွခန်းကြီးဆိုတော့ပေါ့နော်လူစုနေကြပြီလို့ဖူးတဲ့သူတွေလည်းလေတီးတီးနဲ့ရွာရဲကနေလာကြပေါ့နော်လို့ဧည့်သည်လေးရှိရဲရွာရဲကလူလေးရှိရဲအဲ့လိုမျိုးပေါ့ ။အရန်စီရဲ့အရန်စီဆိုတာကွဲစားရက်တွေမို့လို့ပေါ့နော်။စားပိုင်းရက်တွေမို့လို့လူကဒီလောက်ပဲရှိရပြီးတော့မနက်ပိုင်းလေးဖြစ်တာမို့လို့ပေါ့နော်။ဒါတခြားရက်တွေနေခင်းပိုင်းတွေဆိုလူများပါပဲ။ဂီတာရောဖောင်ပေါ့နော်။စားပြီးတော့လှဲရပေါ့နော်။လှဲတဲ့အချိန်음 အရန်လှရဲ့မနက်ခင်းပါလေအလိုအရန်ချက်တည်ရှိပြီးမြင်ရတဲ့ဖူးရတဲ့သူလေတော်တော်ဂျင်းနိုးရေပေါ့နော်စိတ်ထဲမှာအလိုရှမ်းဝတ်စုံလေးဝတ်ပြီးရလေအဖလော်နေတဲ့ပုံစံမျိုးလေးနေဆိုတာလေတကယ်ကိုဂျင်းနိုးရရဲ့ပြောအဲ့ချိန်ရေတက်နေတဲ့ချိန်ဆိုတာပေါ့နော်တော်တော်သတိထားပြီးတော့အဲဒီလော်ကြရပေါ့နော်ဒီမှာဒါဆိုရင်ဖះကြွာလာပြီအမေဖះတဆူကတော့ဒီဖုန်လုံးဖះမှာပဲအဲအမြဲတမ်းဟို ထားထားခဲ့ရပါဘောနော်ထားခဲ့ရဆိုဒီမှာကတော့၄စုပဲပါပါရဲ့ဖောင်ထဲကိုတော့လေအင်းမှဒါဖောင်ပြန်လှည့်နေတဲ့အချိန်ပေါ့နော်ရှမ်းလှဲရင်းလေးတက်ပဲတကယ်မနဲ့မိုးမနဲ့စောစောမှာဘောနော်လို့ဒီជីနူးဖို့လဲအရန်ကောင်းပါတယ်ဒါတိချာလေးမဖူးပွဲသူဖူးလို့ရအောင်ဖြတ်ပေးရပါ